တကယ်လို့အင်္ဂါကလေးတွေကလူကြီးမင်းတို့ချက်ကြွေးတာကိုမကြိုက်ဘူးဖြစ်နေရင်ဒီကျဲဦးချိုချင်ကျော်လေးချက်စားကြည့်နော်။ထမင်းနဲ့တွဲစားမယ်ဆိုဝတ်တဏီချက်တတောင်ပိုရတာရှိပါလေ။အိုးရဲစီပူလာရင်ကျဲဦးအရင်ကျော်ပေးလိုက်ပါမယ်။မြည်နဲ့ဖြည်းဖြည်းချင်းကျော်ပေးပြီးတစ်ဖက်ကအသာကြပြီးဆိုမှနောက်တစ်ဖက်ကိုလှန်ကျော်ပေးလိုက်ပါမယ်။မျက်နှာပြင်နှစ်ဖက်လုံးရှေးဝိုင်းအောင်တန်လာပြီးဆိုရင်တော့ဆဲထုတ်ပြီးတော့အတင်သုံးမှုဖယ်ထားလိုက်ပါမယ်။ပကံလုံးအလို့ထဲခရမ်းညင်ဒီအနေတကြတစုံရှာလာကာရီတစုံရေတစုံထည့်ပြီးမှွေလိုက်ရင်ချိုချင်းဆော့ကိုရပါပြီ။ ။အိုးရဲစီနေငယ်နဲ့ကြက်သွုံမဲကြက်သွုံဖြူနှုံစင်ကိုမှွေးနေအောင်ကြော်ပေးလိုက်ပါမယ်။အဲနောက်ဆက်ထားတဲ့ဆော့ကိုစမ်းပြီးအနှစ်ကြောင်တဲပေးပြီးရင်ကြော်ထားတဲ့ကြက်ဥတွေထည့်ပြီးကြက်ဥရန်ရတာဝင်အောင်လို့ဖြည်းဖြည်းချင်းမှွေးရန်ပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့နှမ်းနေငယ်နဲ့ကြက်သွုံမဲနှုံစင်ဖြူပေးလိုက်ရင်တော့အိုးချလို့ရပါပြီ။ကျဲဦးကျော်ကိုဒီလိုချက်ရင်ရိုးရှင်းလွယ်ကိုရတာရှိပြီးထမင်းနဲ့ရန်လိုက်ဖတ်တာမို့လူကြီးရောကလေးပါကြိုက်ကြပါလေ။ကြက်တောင်ပံကိုကိုလာနဲ့ပဲကြော်မစားနေတော့ဒီမာလာကြက်သားကြော်လေးဆန်းလို့စားကြည့်နော်အရန်ကိုစားကောင်းပါလေ။ အရင်ဆုံးကျတော်မန်ကိုနှစ်ပိုင်းပိုင်ပြီးဂျင်းကျတော်မေဟင်းချက်ရဲပိုင်ငက်ပြရဲ့အကျေခယူစီစားငရုတ်ကောင်းမို့ကောင်းမို့တစုံထဲနှံ့အောင်နေပြီး7မိနစ်နှက်ထားပေးလိုက်ပါမယ်စီ60ရာခိုင်နှုန်းလောက်ပူလာပြီးဆိုရင်တော့ဦးရေထဲကြော်ပြီးမီအေအေနဲ့ရှေဝါရောင်တန်းလာတဲ့အထိကြော်ပြီးရင်ဆဲထုတ်ထားလိုက်ပါမယ်အလူကြောင်းတွေကိုလည်းထပ်ထည့်ကြော်ပြီးကြက်ရင်ဆဲထားလိုက်ပါမယ်ဦးရေစီနေငယ်နဲ့ကျတော်မေဂျင်းငရုတ်ဒီကြောက်ကိုမွှေးနေအောင်ထည့်ကြော်လိုက်ပါမယ်အရသာပူကောင်းစီဖို့ကံကွာချမ်းလေးနှစ်စုံလောက်ထည့်ကြော်လိုက်ပါမယ် ွေးလာပြီဆိုရင်တော့ကြက်တောင်ပန်းအာလူကြောင်ကျက်သွမ်းမိပိုင်တွေထည့်ပြီးမိပြပြနဲ့ခွနချက်ရှစ်ချက်လောက်မှွေကျော်ပေးလိုက်ရင်တော့အိုးချလို့ရပါပြီတကယ်ကိုမှအရန်မှွေတာမို့ကြိုင်နေတတ်တယ်ဆိုရင်တော့လိုက်ချက်စားကြည့်လိုက်တော့နော်ဝေလာတဲ့အခါပေါင်မဲပေါင်စားလေးရှိကြတယ်တကယ်တော့ကက်ကတဲ့ငါကိုနှက်စားမယ်ဆိုရင်လည်းတော်တော်လေးအရသာရှိပြီးအသားကလည်းနူညံပါတယ်ငါကိုကျင်းကျက်သွမ်းမိနဲ့တန်းစီအောင်စီကျော်ပြီးဓာတ်နဲ့မှုန်ပေးထားလိုက်ပါမယ်စီတော်လေးပူလာပြီဆိုရင်တော့ငါ့ကိုဦးရဲထည့်ပြီးမျက်နှာပြင်နှစ်ဖက်လုံးရှေးဝါးရောင်တန်းအောင်ကြောပြီးရင်ဆဲထုတ်ထားလိုက်ပါမယ် စီပူရင်ကျင်းကြက်တုံပြူမယုတ်သီးကိုမှွေးနေအောင်စီသက်ပြီးရေးတင့်တင့်ထဲလိုက်ပါမယ်အနောင်ငါးထဲအရသာပေါအောင်ဘဲငက်ပြားရဲ့ကျဲအယောင်လောက်ဘဲငက်ပြားရဲ့အနောက်ခူးစီအနေငယ်ထဲအရသာအတွက်စားကြက်သားမုံမယိုကောင်းမုံတကြားထည့်ပြီးမိပြပြနဲ့စူအောင်တဲလိုက်ပါမယ်။အနောင်အဖုံဖုံပြီး9မိနစ်10မိနစ်လောက်နှက်ပေးလိုက်ပြီးအုံနုတ်ခံပြီးကနေဗီနီဂါဆန်လိုက်ပါမယ်။ကျက်တော်မိန်နဲ့နည်းနည်းမင်းဖြူပြီးမိပြပြနဲ့အနည်းချောင်းတဲပေးလိုက်ရင်တော့ရပါပြီ။မျက်စားငချင်းဝယ်လာရင်နှက်ပေးမနှက်စားဘူးကြဘူး။ ပိုင်းထားတဲ့ငကြင်းတွေတဲ့ကျင်းကြက်တုံမေးစေးရေးစားမယုတ်ကောင်းမို့ခယူစီညှိနှက်ပြအောင်လို့ရှာလကားရဲ့နှဲငယ်ထဲပါမယ်ကြက်ဥတလုံးနဲ့ကောင်းမို့နှစုံထဲနှံ့အောင်နေပြီး7မိနစ်နှက်ထားပေးလိုက်ပါမယ်စီတော်လေးပူလာရင်ငါးရွေထည့်ပြီးတစ်ဖက်ကြက်ပြီးဆိုမှနောက်တစ်ဖက်လန်ကျော်ပေးလိုက်ပါမယ်ညနေဖြန်နှစ်ဖက်လုံးရှေးဝါးရောင်တန်းလာပြီဆိုရင်တော့ရပါပြီပြီးတဲ့အခါမှာတော့အိုးရဲပြန်ထည့်ပြီးတော့ကျင်းကြက်တုံဖြူမယုတ်သေးကြောက်ကံကောကျုံးနှစုံထဲမယုတ်သေးအဒီမယုတ်သေးအစိမ်းကြက်တုံနီနဲ့တရုံနဏမာထဲအရာသာဝင်အောင်ဆက်မွေကျော်ပေးလိုက်ရင်တော့ရပါပြီ ။အိုးမချခင်မှာတော့နှမ်းနှင်းငယ်ဖြူပေးလိုက်ပါမယ်။ဒီလိုချက်ထားတဲ့ငါးဆက်ကျော်ကအပေါ်ရန်သားချွတ်ချွတ်လေးနဲ့အထွန်းသားလိုညံပြီးမှုေ့ပြန်ရတာရှိလို့လူကြီးမင်းတို့လည်းအိမ်မာလိုက်ချက်စားကြည့်လိုက်တော့နော်။အားနေဝယ်မစားနေတော့နော်။ကျွန်တော်ချက်သလိုအိမ်မာလိုက်ချက်စားရင်တန်ရှင်ပြီးကျမရင်နဲ့ညီညွတ်ပါလေ။အရင်ဆုံးဝက်လက်ကိုဒီလိုနေထားရအောင်မိခင်ပေးလိုက်ပါမယ်။ဒါကတော့ညှိနှံပြောက်စီတဲ့အဓိကအကြောင်းရင်းဖြစ်ပါလေ။အဲနောက်ဘေကင်းဆိုတာတစုံ၊စားတစုံရင်းတွေးထည့်ပြီးမိနစ်20လောက်စိမ်ပြီးထားလိုက်ပါမယ်။စိမ်ပြီးတဲ့နောက်စတီဗန်နဲ့တန်းစီအောင်စိမ်ပြီးလိုက်ပါမယ်။ စေးပြီးတဲ့နောက်အပေါ်ရန်ကရှိုရအောင်တန်းသွားပါလိမ့်မယ်။အဲနောက်ဓာတ်နဲ့အလေကနေခွဲပြလိုက်ပါမယ်။အဲ့လိုဆိုရင်တော့ချက်တဲ့အခါအရသာပိုနူးလွယ်စေပါလိမ့်။ဝါလက်ကိုရေမစူခင်အိုးရဲထည့်လိုက်ပါမယ်။အဲ့လိုမှသာသူ့ရဲကသွေးညင်တန်းကိုဖြောင်းနိုင်မှာဖြစ်ပါလိမ့်။ဟင်းချက်ရက်စွန်တဝက်နဲ့အရက်ဖြူပြင်းပြင်းအနေငယ်ထည့်ပြီး9မိနစ်လောက်တည်ပြီးတဲ့နောက်ထွက်လာတဲ့သွေးမြုပ်တွေကိုဖယ်ထုတ်ပြလိုက်ပါမယ်။ပြင်းတော့ဝက်လက်တွေကိုဆဲပြီးဟင်းရည်နဲ့ပဲဆင်အောင်ဆေးပြီးလိုက်ပါမယ်။ဒါမှသာအသားကမမာမာဖြစ်ပါတယ်။အိုးရဲရေတစုံနဲ့တကြားခဲစုံတို့ဝက်ထည့်ပြီးစုံနဲ့တကြားခဲတွေကြည်အောင်ခြေပြီးလိုက်ပါမယ်။ ပြီးတဲ့အခါမှာတော့မီအေအေနဲ့ဖြည်းဖြည်းချင်းကြော်ပြီးတော့တကြားရောင်ပြောင်းလာတာကိုသတိပြုရပါမယ်။ဒီလိုမျိုးညို့လာပြီဆိုရင်တော့အိုမကန်အောင်လို့ရင်ွေးထည့်ပေးလိုက်ပါမယ်။အဲနောက်ဝက်လက်တွေကိုအိုရဲထည့်ပြီးဝက်လက်တွေမျိုးအောင်ရေးထည့်လိုက်ပါမယ်။ကျင်းပြကြည်ကြည်စက်တုံမိတ်ပိုင်းနဲ့ငရုတ်တီကြောက်တဲ့အရသာအတွက်ဘဲငက်ပြရဲ့အကျယ်စွန်တဝက်ဘဲငက်ပြရဲ့အနောင်စွန်တဝက်ခယူးစီအတင်တင်စားစက်တာမုတ်အမွေးချိုင်တထုတ်ထက်တဲ့အဖုံဖုံပြီးတော့မီအေအေနဲ့နိုင်ဝက်လောက်တည့်ပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့အနှစ်ကြောင်မီပြပြပြောင်းတည့်ပေးလိုက်ရင်တော့ရပါပြီ။ ဒီလိုချက်ထားတဲ့ဝက်လက်စ်တူကအစ်ဆက်နူညံပြီးအရန်စားလို့ကောင်းတာမို့လူကြီးမင်းတို့လည်းအိမ်မလိုက်ချက်စားကြည့်လိုက်တော့နော်